မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါရယ်ဖျားရှင်ရဲ့ကြီးစွာကိုချီးမွမ်းပါလေကျွန်တော်ကြီးစွာကြောင့်2025ခုနှစ်ဇွန်လယနေ့ဆိုရင်ကျွန်တော်73ရက်နေ့တို့ရောက်ရှိလာပါပြီပို့ဆောင်တော်မူသောဖျားရှင်ကိုကျေးဇူးတင်ပါတယ်နေ့ရက်စင်တိုင်းကြည့်ရှုသူအားလုံးကိုဖျားရှင်ကောင်းချီးပေးပါစေဆုတောင်းကြပါစို့အဖတ်ဖျားကျေးဇူးတင်ပါတယ်နှက်ွက်တော်အဖြစ်တည်ဆောက်เสียဖြစ်စေပါအခုကျွန်တော်ပြောတာထက်ကိုရောပြောခြင်းသာဖြစ်စေပါ။တခိယေရှုနာမအားဖြင့်ဆုတောင်းရက်ဝေငှပါれဖျား။ ်အာမင်ဖျားရှင်ရဲ့ခြေစတော်ကိုချီးမွမ်းပါရစေကျွန်တော်လုံလောက်ချင်းသုံးမျိုးဆိုတဲ့ခေါင်းစဉ်အောက်မှာအဲကျွန်တော်နားထောင်နေပါရစေအဲ့တော့ဘာကြောင့်ဒီခေါင်းစဉ်ကိုဖော်ပြသလဲဆိုတော့ကျွန်တော်ကျမရဲ့အသက်တာမှာမလုံလောက်ဘူးမရဘူးမရှိဘူးမဖြစ်ဘူးရမှာမဟုတ်ဘူးအဲဒါတွေကိုကျွန်တော်တို့အမြင်ပြောတာထက်ကျွန်တော်ကိုယ်ွယ်တဲ့ဖေကလုံလောက်တာထက်ပိုအောင်ပြီးနိုင်တယ် ကျွန်တော်ကိုးကွယ်တဲ့ဖေကမရှိတဲ့အရာကိုရှိအောင်သူပြန်လုပ်နိုင်တယ်။မချမ်းမာတဲ့အရာချမ်းမာအောင်လည်းသူလုပ်ပေးနိုင်တယ်။ဒါပေမဲ့တခုတော့တတိထားရမှာလိုတာတွေနောက်လိုက်တာထက်လိုအပ်တာတွေပေးနိုင်တဲ့ဖေကနောက်လိုက်တတ်ဖို့လိုတယ်။ပြန်ပြောချင်တယ်။တရားလိုအပ်တာတွေနောက်လိုက်ရမယ်သူမဟုတ်ဘူးမိတ်ဆွေ။လိုအပ်တာတွေပေးနိုင်တဲ့ဖေကနောက်လိုက်ရမယ်သူတော့ဖြစ်လိမ့်မယ်။အဲ့ဒါဖြစ်ဖို့လိုတယ်။ဒါကြောင့်လိုတာတွေနောက်လိုက်တာထက် လိုရာတွေကိုပေးနိုင်တဲ့ဖျားနောက်လိုက်တတ်သောသူများဖြစ်ဖို့အားပေးခြင်းတယ်။အဲ့တော့ဒီကနေ့ကျွန်တော်လုံလောက်ချင်းသုံးမျိုးထဲမှာကျွန်တော်ဘယ်အထဲမှာပါသလဲ။ဒါကိုကျွန်တော်စင်ကြယ်မှာဖြစ်တယ်။အော်နံပါတ်1ပထမတစ်ချက်လုံလောက်တာမလုံလောက်ပါ။တချို့တွေကမြဲပြောရဲဟာ not enough မလုံလောက်ဘူး။အော်ကျန်တာထဲမှာဂီယာစီမလုံလောက်ဘူးလို့ပြောပြီးနေမန်ပစ္စည်းကိုသွားယူတဲ့အခါနူသွားတယ်။နေမန်ရဲ့စီးစိမ်တွေလက်ဆောင်တွေကိုမရီယာသွားယူလိုက်တဲ့အခါနူသွားတယ်။နောက်နံပါတ်2ကတော့အာခန်း ရေကောင်းမျိုးကပစ္စည်းတွေတတ်မှတ်ပြီးသူ့အိမ်မှာမလုံလောက်လို့ပါဆိုတော့သွားယူလိုက်တဲ့အခါသူ့ရောသူ့ဇနီးရောသူ့သားသမီးအားလုံးခဲနေပေါက်သက်ခံအောင်နားလည်အောင်ပြောရင်တော့မလုံလောက်ဘူးဆိုရဲစိတ်တွေကြီးဆိုးပြီးအတ္တစိတ်တွေများလာရင်ရှိတာတော့ပိုကုံသွားတတ်တယ်ဆိုတာကိုသွားတွေ့ရတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်ကမလုံလောက်ဘူးဆိုရဲအရာပြောတာထက်ယေရှုနာမနဲ့လုံလောက်တယ်ယေရှုနာမအဖြစ်ပူရှံတယ်လို့ဝန်ခံတတ်တော်သူဖြစ်ဖို့အားပေးခြင်းနဲ့ကဲနမနဲ့ဒုတိယချက် ုတိယချက်ပါလဲဆိုတော့လုံလောက်ယုံမြ just enough တချို့ပြောတာအကွက်တိပဲလုံလောက်ယုံမြလေးအစင်ပြေယုံလောက်လေးကြမ်းမာယုံလောက်လေးပုက္ကတိကလေးအဲလို့ပြောတတ်တာရှိတယ်အကျွန်တော်လည်းအဲ့လိုပြောတတ်တဲ့သူတွေကမှပါသလားစဉ်းစားတော်ဘုရားသခင်ကတော့ပူရှန်စီတဲ့ဘုရားဖြစ်တယ်။နောက်တစ်ခါလေးကျွန်တော်က just enough ပေါ့။အာလုံလောက်ယုံများ ်အတော်ပါပြီလုံလောက်ယုံများလို့ပြောရင်အဲ့လုံလောက်ယုံများလောက်ပဲရတော့တာနောက်ကျန်တာတွေမှာလုံလောက်ယုံများလို့ပြောတဲ့သူနှစ်ယောက်ကြောင်းပြောပြခြင်းလေနောက်ဒီမှာတယောက်ကဘယ်သူလဲဆိုတော့ prophet မယားတူ prophet ရဲ့မိန်းမတယောက်လေးရခန်းကြီးလေးငယ်တက်ကတည်းကခုနှစ်ထိဖတ်ရင်အဖြစ်ပြက်တစ်ခုတွေ့ရအဲ့ဒါဘာလဲဆိုတော့ prophet တယောက်ကသူဆုံးသွားတဲ့အခါသူ့မိန်းမကိုကျွေးရှင်ကအဲ့ဒီသူ prophet လေးမယားနှစ်ယောက်မှာတားနှစ်ယောက်ရှိတယ်အဲ့တားနှစ်ယောက်ကိုကျွေးရှင်ကလာသိမ်းတယ် ယောက်ျားလည်းတည်သွားပြီးကျွေးချင်ရလဲတိမ့်နေတော့ဒီမျိုးမီးကကြောက်လန့်စိုးရိမ်ပြီးတော့ Robert Ely ရှဲရှီသွားတိုင်မယ်။အဲဒီမှာပဲ Ely ရှဲကပြောရမင်းအိမ်မှာဘာရှိလဲတဲ့။အဲဒီမှာအိမ်မှာ CEO တလုံးမှလွဲဘာမှရှိဘူးတဲ့။ကဲမင်းအိမ်ပြန်အိမ်နီးနားချင်းနေရှာဦးငါပြီးတော့မင်းထက်ယုံကြည်ခြင်းနဲ့ထဲတာအလုံးစီဖြစ်မယ်။တကယ်လဲမှန်တယ်ဗျာ तू အိမ်နီးနားချင်းနေရဦးရီငါပြီးတော့ तू ထဲတာကစီဖြစ်တယ်ဗျာ။သူ့ရဲ့ယုံကြည်ခြင်းကအအောင်စရာဖြစ်စေ။ ။ဒါဒီကနေ့လောကကြီးမှာကျွန်တော်ရဲ့ယုံကြည်ခြင်းကအံ့ဩဖွယ်ရာတွေပါလာတယ်။တောင်ကာနာမျိုးမင်္ဂလာဆောင်မှာဟာလာရေကနေသပိရေဖြစ်တယ်လို့အခုဒီမုတ်ဆိုးမှလည်းရေထိတ်လောက်မှစီဖြစ်တယ်။ပြောချင်တာအံ့ဩစရာဘာသူရဲ့ယုံကြည်ခြင်းကသူ့ကိုအပြောင်းလဲဖြစ်စေတာ။အာဒီကနေ့ခရိယန်သတ္တမှလည်းယုံကြည်ခြင်းကကျွန်တော်ဘဝတွေကိုအပြောင်းလဲဖြစ်စေတယ်။အေးမယုံကြည်ခြင်းဟာဆုပ်ယုပ်ခြင်းနေဖြစ်စေတယ်။အခုလေ तू ကထဲ့တဲ့ယာရီစီဖြစ်တော့ အဲ့ဒီချိန်မှာပဲသူကအိုးတွေအားလုံးကုန်မရှိတော့တဲ့အခါမှာသူ့သားတွေကိုမေးတယ်ကိုးကြံသေးလားတဲ့အိုးမရှိအောင်ရှိတဲ့ခွက်တွေနဲ့လိုက်ထည့်ရမှာအဲ့ဒီချိန်မှာသားတယောက်ကလှမ်းပြောတယ်မရှိဘူးတဲ့မရှိဘူးအော်မရှိဘူးလို့ပြောလိုက်တဲ့အခါချမ်းသာဘလို့ရေးလဲဆိုစီကတန့်သွားတယ်အဲ့လိုရေးထားတယ်ကျော်လာလေးဖတ်ပြကြတယ်လေးရခန်းကြီးလေးနော်လေးရခန်းကြီးလေးနော်အငယ်6ကိုကျော်ဖတ်ပြကြတယ်အိုးများနိုင်စီပြည့်တော့ခါအိုးတလုံးယူခဲ့အောင်ဟူသားတို့ဟာဆိုရင် 我那么写保护，别表示写的单了，写 <noise> 的。他说你要进行一篇写的短文来说，没写我了，别了。啊，你跟你讲，因为在这里嘛，没写物，没言物，没篇幅，哪里别你言？再按我那年的别的几个高一的班优秀那的高几的短文的，还倒着的了。 ဟာလုံလောက်ယုံမြလေးအကွက်တီပဲတော်ပါပြီလို့ပြောရင်အဲ့ဒါ just enough လာနေတဲ့အရာတွေကတန့်သွားတတ်တယ်။ဒါကြောင့်ကျွန်တော်လာနေတဲ့အရာကိုဟာဖရာသခင်တို့အတွက်လှုပ်ပီး နေတယ်လို့မျက်များဝန်ခံတတ်ရမယ်။အဲဒါလေးကိုအပီးချင်တာဒီကနေ့ညနေ။ဒါကြောင့်ခုဒီမျိုးမျိုးကလည်းပြောတယ်ဟာလုံလောက်ယုံမြနော်ပြည်သားတွေကလည်းရှိလားဆိုအာမရှိဘူးလို့ပြောရကစီတန့်သွားတယ်။ဟောဒီကနေ့ကျွန်တော်သက်တာမှာတန့်တဲ့သက်တာနဲ့သွားတာမဟုတ်ဘူး။စီစဉ်တဲ့သက်တာနဲ့သွားတာ ခန်းတဲ့တတ္တာနဲ့သွားရမဟုတ်ဆူပြည်တဲ့တတ္တာနဲ့သွားရချောက်တဲ့တတ္တာနဲ့သွားရမဟုတ်ရွှဲဆူတဲ့ကောင်းကြီးမူးရင်နဲ့သွားရဖြစ်အဲဒါလေးကိုကျွန်တော်နားလဲရမယ်တောင်းဖေကပြောပြီးသားပြီးမယ်လို့ပြောတယ်ဒါပေမဲ့ပြီးမယ်လို့ပြောတဲ့ဖယောင်းဆွဲလန်းဖို့လိုတယ်ပြီးမယ့်အရာတွေကိုဆွဲလန်းခိုင်းတာမဟုတ်ဘူးဒါလေးကျွန်တော်နားလဲရမယ်အကျွန်တော်ကလိုအပ်တာတွေကိုဆွဲလန်းတာထက်လိုအပ်တာပြီးမယ်ဖယောင်းဆွဲလန်းရတာလူနေတဲ့နေရာတွေကိုပဲ ောင်းတနေတာမဟုတ်ပဲလိုနေတာပေးနိုင်တဲ့ဖခင်ကိုတောင်းတနေရဒါကိုပြောချင်တာအဲ့တော့ဒီမျိုးသမီးကတကယ်လို့ तू ပြောရဲအရာတွေကတော့ तू ထဲ့တာတွေတော့ okay ပါဒါပေမဲ့ तू သားတွေကဘာပြောမရှိဘူးလို့ပြောတဲ့ခါတန့်သွားတာအဲ့ဒီကနေ့ကျွန်တော်တို့တတ်တယ်မှာ no nothing negative ဒီစကားတွေမပြောပြောရင်လာမယ့်အရာတွေဘာဖြစ်သွားတယ်လဲတန့်သွားတယ်အခုလေဒီ proper မျိုးသမီးကသူ့သားတွေကိုအိုးလက်ရှိလားဆိုမရှိဘူးပြောတော့ဝင်နေတဲ့စီကတန့်အောင်အဲ့မှနေရပ်သွားတာ ဒါပေမဲ့အဲ့စီလီနဲ့သူတို့ရောင်းတဲ့အခါကျွေးဆက်နိုင်တယ်ကားမင်းရောင်းတဲ့သူအသက်မွေးနိုင်တယ်တကယ်တော့သူရော့ဘတ်အီလီရှေ့ရှိသွားတာယူရချက်ကတော့ကျွေးချေယုံလောက်ပဲသွားတာဒါပေမဲ့ဖျားလူနဲ့သူတော့တိုင်မင်တော့ဖျားလူပြောတဲ့စကားဖျားရဲ့နှုတ်ကပတ်တော်တွေပါတဲ့အခါသူကကျွေးချေတဲ့အပြင်အသက်မွေးဖို့အတွက်ပါပါသွားတယ်ဗျအော်ဒါကလေးကျွန်တော်သက်တာမှာကျွန်တော်တက်ခုတည်းတောင်းပေမယ့်အဲ့တခုထပ်ပို့ပြီးပေးနိုင်တာဖခင်ရဲ့ကောင်းမြတ်ခြင်းပဲ။ဒါကြောင့်ကျွန်တော်တို့ကလောကအရာမှာနေတာထက် ဖခင်ရဲ့ကောင်းမြတ်ခြင်းတွေထဲမှာအမြင်နေတတ်ဖို့လိုရဲဆိုတာကိုအပီးခြင်းတယ်။ဒါကြောင့်လုံလောက်ယုံမြ just enough မနေ့ကကျွန်တော်လေ့လာတာပါလဲ not enough မအမလုံလောက်ဘူး just enough ဒီကနေ့အလုံလောက်ယုံမြလေးအကွက်တီလေးအဲ့လိုလေးပြောတာဒါအမဘူးပူရှာနေဟေးဖျက်ခဲ့ပူအောင်ပေးနိုင်နေဟေးဒါမင်းများပြောတော့ဒီလုံလောက်ခြင်း၃မျိုးဆိုတာအဲ့လုံလောက်ခြင်း၃မျိုးထဲမှာကျွန်တော်ဘယ်လုံလောက်ခြင်းကိုပြောနေတာလဲ ဒါကိုစင်ကျင်တာဟာမလုံလောက်ဘူးပြောနေတဲ့အဲထဲမှာပါလားဒါမို့ just enough လုံလောက်ယုံမြလေးလို့ပြောတဲ့အဲထဲမှာပါတာလားဒါကျွန်တော်စဉ်းစားတကယ်ကျွန်တော်ပြောရမှာ more than enough ဟာလားလုံလောက်တာတော့ရှံထွက်အောင်ဘုရားကဘာဖြစ်လဲပြီးမယ်ဆိုတာကိုကျွန်တော်တို့ကဝန်ခံပြတ်တက်ဖို့လိုပါတယ်လို့နော်ဒါလေးကိုကျွန်တော်စင်ကျင်ဖို့ဖြစ်တယ်ဒါကြောင့်ဒီကနေ့လုံလောက်ယုံမြပြောတဲ့အဲထဲမှာကျွန်တော်မပါမိဘူး လို့ရကဲနောက်နောက်အိုက်ပရိုဖက်မိမနဲ့အတူနောက်တစ်ယောက်ဇခရိသူလဲလို့ပဲသူကလေလုကာခရင်တင်ငယ်16က20အထိဖတ်ရလာသူကအဘိယအသင်းဝင်ဖြစ်တယ်နော်ဇခရိဇခရိအဘိယအသင်းဝင်ဆိုတာကယစ်ဘရိုဟိပေါ့နော်သူကဒီလေဝိ sorry အာယုံမျိုးကနေသူလာတယ်အချိန်တန်တဲ့ခါမှာသူကအဲယစ်ဘရိုဟိနဲ့သက်ဆိုင်တဲ့အရာတွေကိုသူဗိမာန်တော်မှာဝင်ပြီးလှုပ်ဆောင်ရတယ်နားလည်အောင်ပြောရအောင်သူဖျားလှုပ်ကိုလှုပ်ရတယ် ဖះလှုပ်လှုပ်နေရင်းနဲ့ဖះသခင်ပြောလိုက်တဲ့စကားတော်သူမယုံဖြစ်မယုံအဲ့ဒါဘာလဲဆိုကောင်းရင်မှသူဖះလှုပ်လှုပ်နေတဲ့ချိန်ဟလာဒီရစ်ပူဇော်ခြင်းကိုလှုပ်နေတဲ့ချိန်နတ်သားပေါင်းမီးရှို့နေတဲ့ချိန်မှာပဲကောင်းရင်မှလာပြောတဲ့ဇာခရီးတဲ့မင်းဆူတောင်းတဲ့အတောင်ဖះသခင်နားညောင်းပြီတဲ့မင်းရောမင်းမိမရောဆူတောင်းကနားညောင်းပြီမင်းမိမအဲလစ်ဘက်မှာကိုဝင်ရမယ်တဲ့အဲ့ခလေးကိုယောဟန်လို့နာမည်ပေးရမယ်အဲ့ဒီချိန်မှာပဲဇာခရီးကပြောလဲအော်ကျွန်တော်လူအိုလေးတဲ့အဲအဲ့ဒါ အဲ့ဒါ just enough တမားရီဟိုမှာဖယားရဲ့ဂတိတော်ကလာနေပေးနေပြီအဲ့တော့သွားပြီးတော့ဂတိတော်နဲ့မသွားဘဲနဲ့ကိုရဲ့မဖြစ်နေခြင်းနေနဲ့သွားပြောလိုက်တာဟိုမှာတန့်သွားတော့တောင်ကောင်းရင်တောင်ပြောရငါကောင်းရင်တောင်နဲ့ဖယားစကားကိုငါလာပြောငါစကားကပြည့်စုံမယ်တဲ့ဒါမင်းအဲ့လိုပြောရကြောင်းနဲ့မင်းအာပြီးမှခလေးရမယ်တောင်ကျွန်တော်ကဘယ်တော့ခါမှ just enough နော်လုံလောက်ယုံမျှဆိုတဲ့စကားကိုပြောရမှာမဟုတ်ပါဘူး အဲဒါသတိထားလုံလောက်ချင်းသုံးမျိုးထဲမှာ not enough မပြောမိစေနဲ့ just enough မပြောမိစေနဲ့သတိထားအဲတတိယတစ်ခုကတော့လာမယ့်တနင်္လာနေ့ညနေမှာကျွန်တော်နားထောင်ကြတော့ကျွန်တော်ပြောရမယ့်စကားအဲ့ဒါနားထောင်တောင်းဒီကနေ့ not enough မလုံလောက်ဘူးလို့တစ်ချိန်လုံးပြောတဲ့အထဲမှာသင်ပါနေတာလားဟာဒါမို့ just enough လုံလောက်တုံမြလေးပါလို့ပြောတဲ့အထဲမှာပါလားဒါမို့ more than enough ဟာအလုံးလောက်တော့ပူချန်နေဟေးအဲ့ဒါတနေ့ကနေညနေ3နာရီခွဲမှကျွန်တော်နားထောင်ကြအဲ့မှာအောင်းစရာလုံးလောက်တော့ပူချန်နေဟေးလို့ပြောတဲ့သူတို့ဖေးရဘလို့လုပ်ပြီးလေအဲ့ဒါကျွန်တော်နားထောင်ကြည့်ပါဖြစ်တယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့က not enough တဲမှာမပါနဲ့ just enough တဲမှာမပါနဲ့ more than enough လုံးလောက်တာထပူရှန်စွာပေးနိုင်တဲ့ဖေးရအာငါတို့ကိုယ်ဝယ်တဲ့ဖေးရတတ်နိုင်တဲ့ဟေးအဲ့ဒီဖေးရကိုသွယ်လန်းနေအဲ့ဒီဖေးရသွတ်သူအချိန်တိုင်းလုပ်ပေးတာ ဒါပေမဲ့ခုရှိတယ်နော်တတ်မှတ်တဲ့အရာနဲ့ဆွဲလန်းခိုင်းတာမဟုတ်ဘူးနော်ရောင်ရဲတဲ့စိတ်နဲ့ဆွဲလန်းရအောင်တောင်ချမ်းသာပြောရင်နော်ရောင်ရဲတဲ့စိတ်ပါဝင်ပါရင်နဲ့ဖျားပွက်နိုင်ဝိလိုခြင်းဟာတဲ့ကြီးစွာတော့အကျိုးစီးပွားမှန်တယ်ဒါပေမဲ့ဘာစိတ်ရှိရရောင်ရဲတဲ့စိတ်ရှိရဒီကနေ့ကျွန်တော်တတ်မှတ်တဲ့တောင်ချမ်းသာအခုလေ့လာကြည့်တတ်မှတ်တဲ့သူအကုန်ကြားတယ်လောကရဲ့အမြင်နေတဲ့ယာရီလိုက်တတ်မှတ်အဲ့ဒါကြားတာပဲသွားတာပဲမမြင်ရတဲ့ဖျားရဲ့တကူတော်ဆွဲလန်းမှာ သင်လိုတာတွေသူ့သူရောက်လာတာဒါကိုပြောချက်တော့သင်မှာလိုတာတွေအများကြီးနားလေတယ်ဒါပေမဲ့လိုတာကိုပြီးနိုင်တဲ့ဖယောင်းဆွဲလမ်းမှာလိုတာထပ်ပူတဲ့အရာတွေရောက်လာတာလိုတာတွေကြီးပဲသွားဆွဲလိုက်အဲ့လိုတာတွေကကိုယ်နဲ့ဝေးပြီးရင်ဝေးသွားတာဒါကိုကျွန်တော်တို့အထူးပဲစင်ကြင်ရမှာဖြစ်တယ်တောင်ဒီကနေ့ချရဲအသက်တာမှာမလုံလောက်ဘူးဆိုရဲစကားမပြောမိစေနဲ့လုံလောက်ယုံမြလေးဟေးဆိုတယ်မပြောမိစေနဲ့ လုံလတော်တဲ့ပူတယ်ဖျက်ရဲ့ခြေစူးတော့အတို့ပေါ်မှာပူတယ်ဖျက်ခင်ရဲ့ကောင်းမြတ်ခြင်းကတို့အိမ်မှာကြမ်းမာခြင်းဖြစ်စေတယ်ဖျက်ခင်ရဲ့ခြေစူးတော့ကြောင့်တို့အိမ်ကသားသမီးတွေကိုဖျက်လုံချုံနေတယ်ဒီလောကကြီးမှာကြားတဲ့သတင်းစိုးတွေအများကြီးပဲနော်စပွဲတွေသတင်းစိုးတွေကြားတယ်လေရင်တွေပြတ်ကြတဲ့သတင်းစိုးတွေကြားတယ်တဘာဝဘေးရန်ဖောက်ပြန်တဲ့သတင်းစိုးတွေကြားတယ်အများကြီးပဲတကယ်နဲ့တကယ်မထက်လောက်အောင်သတင်းစိုးတွေကြားတယ် အဲ့ဒီ theme ကျွန်တော်မပါသွားတာဟိုကဖရာသခင်ရဲ့ကျေးဇူးတော်က more than enough ကျွန်တော်ပုံမှန်လုံလောက်တာနဲ့ရှန်ထွက်နေလို့ဖြစ်တယ်ဒါကိုကျွန်တော်နားလေရဒါကြောင့်ဒီကနေ့သင်တတ်တာမှသင်ချို့ရလေးတွေမရတာနဲ့ပဲဖရာကိုသွားပြီးအပြစ်တင်ရမယ် theme မပါစေတဲ့သင်အသက်ရှင်နေရတာဟိုကျေးဇူးတော်သင်အသက်ရှင်ဖို့နေအောင်ရနေတယ်စားစရာရှိနေတယ်လေရှိနေတယ်မသေးသေးဘူးစေယုံမရောက်ပါသေးဘူး မစ်တိုင်းတမွေးလောက်သောဆောက်ဖျားရှင်ပြင်ဆင်ထားတယ်စီးဖို့ကားရှိတယ်နေဖို့အိမ်ရှိတယ်သွားလာဖို့ခြေထောက်ရှိတယ်လှုပ်ဖို့အလုပ်ရှိနေသေးတယ်ဒါဒီဂျေဆုတို့အဲ့ဒါ more than enough လုံးဝတာထပ်ပိုးတယ်ဖျားပေးထားပြီအဲ့ဖျားတကယ်ပေးထားတဲ့အရာကို ha just enough လေးကွတီလေးပါဟာကိုလုံလောက်ယုံလေးပါဒါဒီသွားမပြောမိစေနဲ့ကျွန်တော်ပြောရမယ့်စကားဖျားရှင်ကပိုးပေးနေတယ်ဖျားခင်ကငါ့ပုံမှာကောင်းမြတ်လုံးတယ် ဖျာခင်ကောင်းမြတ်တဲ့စကားတွေကိုပြောရင်တော့လေမကုန်နိုင်ဘူးဟေများများကျွန်တော်စင်ကြင်ရများများဝန်ခံပြီးပြောတော့လူတယောက်ကြောင့်ပြောကြည့်ခဏလေးနဲ့ကုံသွားနိုင်တယ်ဒါပေမဲ့ဖေကကောင်းမြတ်ကြောင့်ပြောတသက်လုံးပြောလို့မကုန်ဘောက်ဖေကကောင်းမြတ်လုံးနေတာ哦တောင်ဒီကနေ့အဲကောင်းမြတ်လုံးနဲ့ဖေကကိုဆွဲလန်းတဲ့အဲဒီဖေကပြုတော်မူတဲ့ဂျေဇုတော်ကြီးကျွန်တော်ရေတွက်ရင်တို့ဖေကအသင်ကိုဒီထက်ဘာဖြစ်လဲကောင်းချီးပေးမှာဖြစ်တယ်တရားဒီကနေ့ ကောင်းမြတ်တဲ့ဖះမြမြမြွန်ကြည့်ပြီးတော့အသက်ရှင်တတ်တော်သူများဖြစ်ဖို့အားပေးခြင်းတယ်။ဒါကြောင့်ကျွန်တော်အထဲမှာဘာမဟုတ်တဲ့အရာနော်ဖះမပါပဲစွဲနေတဲ့အရာတွေကိုစွဲနှုတ်ပြရမှာ။ကျွန်တော်အထဲမှာကောင်းမြတ်တဲ့ဖះမမြင်စေတဲ့အရာတွေအကုန်ဆွတ်ချက်ပြရမှာ။တခါတော့တတိယတယောက်ကသူ့မှာတားလေးရှိတယ်။တတိယရဲ့မိန်းမလည်းဆုံးသွားတော့ခလေးကနည်းနည်းဆိုးကျင်တယ်။ အရာနဲ့ပညာရှိတပါးကိုတနည်းသောအခါခေါ်ပြီးသတိရပြောတယ်ပညာရှိရဲ့ကျွန်တော်သားလေးနဲ့ဆုံးမပေးပါဆိုပညာရှိရဲ့ဒီတတိသားလေးကိုတောအုပ်တစ်ခုကိုခေါ်သွားတယ်မုတ်ဒီပါကြီးကျွေးပြီးခေါ်သွားလမ်းလျှောက်ရင်းနဲ့ပညာရှိရဲ့အဲ့တောအုပ်နားမှာမြက်ပင်လေးတွေတွေ့အဲ့ချိန်မှာပဲဒီကလေးတွေကသရှင်းနှစ်သားလေးပေါ့ကတားရေးတယ်မြက်ပင်လေးနှုတ်ကြည့်ပါလားတဲ့အာနှုတ်တယ်သူနှုတ်လိုက်တာနဲ့မြက်ပင်နဲ့ဖရဖရဖရဆိုပါလာတယ်အဲ့ချိန်မှာပဲပညာရှိရဲ့သူခေါ်သွားပြီးတော့နှုတ်တစ်ပင်တစ်ပင်ရှိတယ်တော်တော်ကြီးတယ် ကသာရေးတဲ့အဲ့သိပိမဆွဲနှုတ်ကြည့်ပါလားတဲ့အဲ့ချိန်မှာခလျော်အဲ့သိပိကိုဆွဲရဘလို့မှဆွဲလို့မရတော့ဟာအဲ့ချိန်မှာပဲပညာရှိကြီးကအဲ့သားလေးကိုစုံမသားလေးတဲ့မတွေ့လားတဲ့လောက်ကြီးမှာတဲ့အသေးမွေးလေးတွေဆိုရင်တဲ့ချက်ချင်းဆွဲနှုတ်လိုက်လို့ရတယ်တဲ့အဲ့အသေးမွေးကနေအပင်ကြီးသွားပြီးတော့အမြင့်တွေသွားရင်ဆွဲနှုတ်ဖို့ခတ်သွားတယ်တဲ့ဒါနဲ့မင်းရဲ့နှလုံးသားထဲမှာမကောင်းတဲ့အရာတွေရှင်ဆွဲနှုတ်ထားလိုက်တဲ့မင်းအဲ့ဒါကြီးကြီးသွားမှနှုတ်ဖို့ဆိုမင်းခတ်သွားနိုင်တယ် 罗可怜的无宝贝，你出瑞特价么嘞？皮亚的起个基础都还 more than enough，老老的在老两辈呢，伢儿，这这呢，把毛的伢儿呢，你都要满车接过撇掉，阿拉米顿到底阿拉就叫酸肉汤面，哎，哪里个阿皮罗鸡多还牛肉面咯？安得照相搞呢？阿古来只，扎克里，皮亚老的老呢都天马行的，但是要都酸肉牛肉面无限。 သူ့ရဲ့တန်တရားနှုတ်ကြောင့်သူအသွားတယ်။ဖခင်ရဲ့စကားကိုတော့မမြင်ဘူး။ तू ဖြစ်နေခြင်းတွေပဲမြင်တယ်။ဟောဒီကနေ့နဲ့ချုပ်အားပေးခြင်းတယ်။သင်လောကကြီးကိုတိတ်မမြင်နဲ့။သင်ရဲ့ဖြစ်နေခြင်းတွေကိုတိတ်မမြင်နဲ့။ဖခင်သခင်တကူကြီးခြင်းကိုများများမြင်။များများမြင်တဲ့သူတို့ကဖခင်တကူတော်ကပို့ခံစားရတာဖြစ်တယ်။အားလုံးကိုဖြတ်ရှက်တာပြီးကောင်းချီးပေးပါစေ God bless you all ကျွန်တော်တတိယချက်ကိုတော့လာမယ်တိုင်းလာနေ့ 16ရက်နေ့မြန်မာစံတော်ချိန်ညနေ3နာရီခွဲမှကျွန်တော်ပြန်လည်ပြီးတော့စင်ရှင်ခွန်အားယူနောက်ထောက်မှဖြစ်ပါတယ်ဒီကနေ့ကြည့်ရှုခွန်အားယူတဲ့တော်ပရိသတ်အားလုံးကိုဖြတ်ရှင်ကောင်းချီးပေးပါစေ God bless you all church ညံစရာကတော့နတ်ဖန်နနဲ့6နာရီမှကျွန်တော်ချက်ရင်းညိုချင်းနဲ့ချင်းတဲ့တော့အာယုံဝတ်ပြုကိုးကွယ်ခြင်းရှိပါတယ်ကျွန်တော်ပဲဓမ္မဒေသဝင်ငှမှဖြစ်တယ်ကျွန်တော်တို့ဓမ္မပရိသတ်အားလုံးကိုနှွေးထွေးစွာချီးမွမ်းရယ်ကျွန်တော်တို့အဲတပတ်တာလုံးမှာပေါ့စနေအာယုံလာတယ်ဆိုတော့တိတ်မင်္ဂလာပဲ ယုံပိတ်ចောင်းပိတ်တဲ့နေ့မှာအစိုးကြီးဖခင်ရဲ့နှုတ်ကပတ်တော်လာနားထောင်နေဆိုတော့မင်္ဂလာတကမင်္ဂလာပဲဒီကနေ့လောကမှာလူတွေမိုးနေတဲ့အခါအခြားအရာတွေနဲ့စနေတယ်သင်နဲ့ကျွန်တော်ကဖခင်နဲ့စတာသိတ်မင်္ဂလာရှိတာပဲဒါကြောင့်နှစ်ဖန်နဲ့အာယုံကိုအလုံးကိုနှွှေးဆိုတာချိုးဆိုတယ်နန်းနဆာလေးကျွန်တော်အထူးပြင်ဆင်ထားပါတယ်ဒါကြောင့်ကျွန်တော်အလုံးဝမ်းမြောက်စွာနှုတ်ကပတ်တော်လာရောက်ခံယူဖို့အပေးခြင်းနဲ့နန်းနဆာ6နိုင်မှ6နိုင်ခွဲထိ praise and worship 6နိုင်ခွဲမှ8နိုင်ထိနန်းနအာယုံကိုပြုကိုးခွင့်ခြင်းဖြစ်ကြောင်း ပေါ်ပြလို့ရအားလုံးကိုကျေးဇူးတို့လာမယ့် Sunday 15ရက်နေ့မှာတော့ကျွန်တော်တို့ချက်ရင်းယူဂျီနဲ့ချင်းတဲ့တော့မှာဖခင်များနေဥပ္ပကိုကိုချင်းရှိပါတယ်။ဒါကြောင့် online မှာရှိတဲ့ဖခင်တွေအားလုံးလည်းနှွေးထွေးစွာကျွန်တော်ကျေးဇူးတွေဖခင်တွေကိုအဲ့ဒီကွန်ပျူတာချင်းနဲ့ကွန်ပျူတာလက်ဆောင်ပေးခြင်းများစက္ကပ်ဆူတောင်းပေးခြင်းများရှိမှာဖြစ်တယ်လို့ထိုနေ့ဓမ္မဒေသနာကိုလည်းကျွန်တော်ပဲဝင်ရမှာဖြစ်တယ်။နာ9နိုင်ရနေပြီးတော့17နိုင်အထိဖြစ်တယ်။9နိုင်9နိုင်ခွဲတိ Press on Worship 9နိုင်ခွဲကနေ17နိုင်အထိ ဝတ်ပြုကိုးကွယ်ခြင်းနဲ့ဖခင်များနဲ့ဂုဏ်ပြုခြင်းဖြစ်ပါလေအားလုံးကိုကျွန်တော်တို့ထွေးစွာကျေးဇူးတင်ဒီနေ့ကြည့်ရှုသူအားလုံးကိုဖြတ်ရှင်သာ၍ကောင်းချီးပေးပါစေငြိမ်သက်ချင်းရှိပါစေဆုတောင်းကောင်းချီးခံယူကြပါစို့ခမည်းတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးတစုဖခင်ထံတော်ပါမကောင်းချီးဖြတ်ပြသည်ကြည့်ရှုနေတဲ့ဓမ္မပရိသတ်များချက်တော်ညီကိုမောင်မအားလုံးပေါ်သို့တလကောင်းတရင်စိုးတွေမြို့မြို့ချနေတဲ့အချိန်မှာတရင်ကောင်းတည်ဟူသောဖခင်ရဲ့ ကောင်းမြတ်ခြင်းသည်ကြည့်ရှုတဲ့ဓမ္မပရိသတ်တီးတီးတို့မိသားစု ပေါ်တက်ရောက်စေသလိုဒီကနေ့မွန်နီချဲအုပ်တဲ့အန်တီဖြူဖြူစောင်းနဲ့တကွရောင်အောင်ကျော်တို့မိသားစုပေါ်သူသလကောင်မရာရာနဲ့တကွမိသားစုများယနေ့မွန်နီချောက်တဲ့မွန်နီရှင်တီးတီးပေါ်သူသလကောင်မင်္ဂလာနဲ့ပတ်လည်ချောက်တော်သူတီးတီးပေါ်သူသလကောင်ဘုံတော်ဝင်စားတဲ့သူရဲ့အချမ်းရှိတဲ့မိသားစုတွေနဲ့သိမ့်မှုရဖို့တလကောင်တပည့်ဆယ်ဦးမြင့်နိုင်တဲ့ကွာဒေါ်အာရှန်တို့မိသားစုကိုပညာတို့မှစမိသားစုတွေတည်တည်ပေါ်တော့တလကောင် ဂျေရှုနေတဲ့ online ပရိသတ်များမြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့ကာလအစမြဲကောင်းကြီးတွေတက်ရောက်သလိုသူတို့အမေရိကန်နိုင်ငံမှာဖြစ်ပေါ်နေတဲ့အခက်အခဲတွေတဲ့ကငြိမ်းချမ်းသာယာခြင်းမြပပီမှာစစ်ပွဲတွေရပ်တန့်ခြင်းဘေးဥပါဒေကေဝေးခြင်းဒုက္ခမျိုးစုံခံစားနေတဲ့သူတွေလွတ်မြောက်ခြင်းဖခင်ရဲ့လက်တော်ကွယ်ကစောင့်မခြင်းတွေကြည့်ရှုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကမ္ဘာကြီးပေါ်သို့သလကောက်မနေ့ကဘဲသူတို့ India Airline လေယာဉ်ပြတ်ချမှုတို့ဆုံးပါသွားကြတဲ့သူတွေပြည့် ကြမ်းရှိတဲ့မိသားစုတွေပေါ်မှာနှစ်သိမ့်မှုခွန်အားပေးလျက်ကြာနေတဲ့မျက်ရည်တွေတုတ်ပေးခြင်းကျွန်တော်မြန်မာပြည်နဲ့ကဘာကြီးမှာအနိဋ္ဌာယုံမြင်ကွင်းတွေဖယ်ရှားခြင်းဘေးဥပါမြို့မြို့မှာကြွက်ကာခြင်းဖရာရဲ့လက်တော်စောက်မှခြင်းတို့သည်ကြီးစုတဲ့ online ပရိသတ်မြန်မာပြည်နဲ့ကဘာကြီးပေါ်သို့ယနေ့မှစကာလဆင်းမြဲကောင်းကြီးဖျားဖျားတိုက်ရောက်တည်ရှိဒီနေပါစေတော်အာမင်ယေရှုတင်ပါရင်ယေရှုသူအားလုံးကိုဖျက်ရှင်ကောင်းကြီးပေးပါစေ